ဒီတတရားပိုက်ရောက်ပြီเนาะအဲ့တော့ရှေ့တော့ဟာလေးကိုအဝင်လေးကိုပြပြအောင်မယ်ရှေ့တော့ဟာဒီလိုပြီးတယ်ပေါ့လက်တကြွယ်တီးတယ်เนาะအဲ့မှာလက်တကြွယ်တီးတော့ဒီလက်မလေးတစ်လုံးထည့်ပေးအောင်เนาะဟုတ်ပြီเนาะတတရားပိုက်ကိုသွားမယ်ဆိုရင်လက်မလေးတစ်လုံးနှစ်ခါပြည့်သွားလို့ဟာလာဥပမာဒါဒုတိယပိုက်ဟုတ်ပါဦး ဒုတိယဘက်က sorry နော်ဖြောင်းဘေးအန်နေတကြာတကြာမင်းနှခါတီးမယ်ဖြောင်း ီလက်သကြွယ်ဆုံးတော့ဒီလက်မလေးတစ်လုံးထက်တည်လိုက်ဒူးလို့ထက်တည်လိုက်နော်နေဒူးဒါမြင်ဒီလက်မဒီလက်ညှိုးဘေးကိုကတ်လိုက်ဒူးရဲ့ဘေးကိုကတ်ဒီလက်ညှိုးရွေနေရာကိုလည်းဒီလက်သကြွယ်လာအဲလက်လက်တန်းလေးလာလိုက်နော်လေလက်တန်းနဲ့လက်မနဲ့ပေါ့နော်ဟုတ်ပြီနော် ဲ့လိုလေးဒီမှာလက်လက်ကဒီလိုလေးမြန်တီးမလားဆိုဒီမှာဆိုလက်မကြိုက်ဘူးเนาะဟုတ်ပြီเนาะအဲ့ရွေးနှစ်ခုကိုလက်တန်းလက်မထားမှာဒီဒိုရဲ့ဘေးရရွေးလေးကိုအဲ့တော့ဘဲညာဇုံဒိုးဇုံလက်တကြွယ်လက်ညှို့ဇုံဘဲညာဇုံဒါပြီးရင်လက်မဒီဘက်တို့ဒီလက်တကြွယ်လေးနဲ့ဇုံတီးလက်ကလေးเนาะဇုံတလုံးနောက်ဒီလက်မ လက်မတလုံးဆုံးတလုံးလက်မလက်ခလဲတလုံးဒီနော်တင်းနှင်းသုံးလေးအဲ့တော့ငါးဒီလက်မတလုံးနဲ့ငါး6ကဇုံဒီမှာဖြစ်ပါတယ်6ကဘာလဲဆိုတော့လက်မနဲ့လက်ခလဲနဲ့ဇုံ6ခွန်ကလက်မတလုံးနဲ့ဒါပဲနော်အဲ့တော့ဘညာဇုံဇုံတလုံး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  လေးကိုနှစ်ခါပြီးမယ်ပြန်ပြီးပြမယ်1 2 3 4 5 6 9နောက်ထပ်ခါ1 2 3 4 5 6 9အပြင်သစ်တက်မယ်လက်ညိုးလက်မစုံနောက်တလုံးနဲ့လက်ညိုးတလုံးနဲ့နော်လက်ညိုးတလုံးနဲ့စုံလက်မနဲ့လက်ညိုးနဲ့နော်မြင်ရလားစုံလက်ညိုးတလုံး1 2 လက်ကလေးဘယ်လက်ကလေးတလုံးအဲ့တော့ဇုံတလုံးဒါပြီးရင်ဒီလက်ကြွယ်နဲ့လက်မနဲ့ဇုံလက်ကလေးတလုံးနဲ့လက်ညှိုးတလုံးနဲ့လက်ကလေးတလုံးเนาะအဲ့တော့ပေါင်းရင်ရှိရပေါင်းရင်ဇုံဒီဒူဒီနီတုံးလေးဟုတ်ပြီเนาะအဲ့ဒီအဲ့တော့ရှေ့ပေါင်းမယ်ပြန်တီးအောင်မယ် ်ကလေးညာလက်ကလေးတလုံးစီနောက်လက်တန်းလက်ညိုးနောက်ဒါရပြီးသားလက်မဖာစီးနေဝါဒီတဲ့ဖာနဲ့လက်သွေနဲ့ဇုံဒီလက်ညိုးဒီမဲ့လက်တန်းဒါရပြီးသားနော်အဲ့ဒါပြင်ဒီလက်မနေအောင်ဒီလက်မလာတာရှေ့ပိုက်တော့ပါတယ်လက်ညိုးနဲ့လက်သန်းနဲ့ဇုံဒီလက်ညိုးနဲ့လက်မနဲ့ဇုံဒီလက်ညိုးကလာလက်ညိုးဇုံ

နဲဆိုတာလေးပဲဒီလက်မမပါဘူးနှစ်ခါပြင်ကြတိပြမယ်နော်